ဘယ်နိုင်ငံဘယ်လေစိတ်ကိုပဲတော့တော့ဒီအချက်လေးချက်ကိုတခြားသိထားရင်လေစိတ်ထဲမှာမျက်စိလည်စရာမလိုတော့ပါဘူးเนาะအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ device page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးလေရင်စီးမဲ့သူတွေအတွက်ကောမကြာခဏခရီးသွားတတ်တဲ့သူတွေအတွက်ပါအထောက်အကူဖြစ်စင်မယ်လေစိတ်မှာမျက်စိမလဲပဲစမတ်ကြကြခရီးသွားနိုင်ဖို့ share လုပ်ပေးသွားပါမယ်ရှင်နံပါတ်1ချက်ကင်ကောင်တာလေစိတ်ရောက်တာနဲ့ပထမဆုံးလုပ်ရမှာကကိုယ့်ရဲ့ချက်ကင်ကောင်တာကိုရှာဖွေရမှာပါ ဘလို့ရှားရမလဲဆိုတော့ကိုယ့်ရဲ့လေရင်လက်မှတ်ဒို့မဟုတ်အီတိတ်ကတ်မှာပါတယ်လေချောင်းလိုက်နာမည်နဲ့လေရင်နံပါတ်ကိုလေစိတ်တာမီနယ်ထဲက LED screen ဒို့မဟုတ် flight information display screen ကြီးပေါ်မှာကြည့်ရပါမယ် LED screen ကဘာဖြစ်ပြလဲဆိုတော့ကိုယ့်ရဲ့လေရင်ဖွင့်မဲ့အချိန်နဲ့လေရင်နံပါတ်ကိုအရင်ဆုံးစစ်ပါအဲ့အချက်လက်နှစ်ခုနဲ့တိုက်ပြီးရင်ကိုချက်ကင်ဝင်ရမယ့်ကောင်တာနံပါတ်ဥပမာ A10 to A15 ကိုတွေ့ပါလိမ့်မယ်သတိထားမှာကချက်ကင်ကောင်တာတွေကလေရင်မထွက်ခင်၃နာရီအလိုမှာစဖွင့်လိမ့်ရှိပါတယ် မိမိကစောစောရောက်နေရင်တော့ check-in ဆိုတဲ့စာသားလေးပေါ်လာမှသာကောင်တာမှာ boarding pass ထုတ်တာအထောက်အပံ့ luggage တွေအပ်တာကိုလွတ်ဆောင်နိုင်မှာဖြစ်ပါတယ်။စောစောလုပ်လို့ရရင်စောစောလုပ်တာအကောင်းဆုံးပါပဲရှင်။နံပါတ်1 immigration လူဝင်မှုကြီးကြပ်ရေး check-in ပြီးရတယ် immigration ကိုဖြတ်ရပါမယ်။ဒီနေရာမှာကိုယ့်ရဲ့နိုင်ငံကူးလက်မှတ် passport ကို officer ကိုပေးလိုက်တာနဲ့ကိုယ့်ရဲ့ခရီးသွားအချက်အလက်တွေ၊ visa တွေ၊မှန်ကန်မှုရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။စစ်ဆေးမှုမှန်ကန်ရင်ကင်မရာနဲ့တပ်ပုံရိုက်ပါမယ်။ ေးရမယ်ကိုယ့်ရဲ့ passport ကိုတစိုက်တုံးထူပြီးပြန်ပေးပါလိမ့်မယ်ဒီမှာနိုင်ငံလင်းစိတ်တွေမှာဆိုရင် immigration မရောက်ခင်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကိုအရင်ဆုံးဖြတ်တန်းလေးရှိပါရယ်နော်။နံပါတ်3 security check why လုံခြုံရေးစစ်ဆေး gate immigration ကိုအောင်မြင်စွာဖြတ်တန်းပြီးပြီဆိုရင် security check point ကိုရောက်ပါပြီ။ဒီအစ်စ်မှာကိုယ်ယူဆောင်ရတဲ့အိတ်နဲ့ပစ္စည်းအလုံးကို x-ray ဆက်ထဲကိုထည့်ပြီးစစ်ဆေးတော့မှာဖြစ်ပါရယ်ရှင်။ ဖုန်း၊လက်တော့အရေးပါတဲ့ပစ္စည်းစရတွေကိုသတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းဘန်းနဲ့ကိုထည့်ရပါမယ်။ခန္ဓာကိုယ်ကိုလည်းတက်တူရှာဖွေစမ်းတဲ့စစ်ဆေးတာသို့မဟုတ်ဆက်ထဲဝင်ခိုင်းတာကိုလုပ်ဆောင်ပါလိမ့်မယ်။နှုံကြိုရေးစည်းကမ်းတွေကိုလိုက်နာဖို့အရေးကြီးပါတယ်။ပစ္စည်းအလုံးစစ်ဆေးပြီးပြီဆိုရင်တော့နောက်ဆုံးအဆင့်ကိုဆက်သွားနိုင်ပါပြီ။နံပါတ်၄ဘိုးဒင်းဂိတ်ရှာဖွေခြင်းအားလုံးပြီးရင်တော့လေယာဉ်မော်တက်ရမယ့်ဘိုးဒင်းဂိတ်ကိုသွားရပါတော့မယ်။ဒီအဆင့်အတွက်အဓိကအရေးကြီးတာကချက်ကင်တော့ကရခဲ့တဲ့ bowling pass ပါပဲ။ Golden Bus မှာ gate number ဥပမာ gate B12 လို့တိတိကျကျရေးထားတာကိုတွေ့ရပါလိမ့်မယ်။ Golden Bus မှာ gate number ဥပမာ gate B12 လို့တိတိကျကျရေးထားတာကိုတွေ့ရပါလိမ့်မယ်။ရေးစိတ်ထဲက lane sign mode တွေကိုကြည့်ပြီးကိုယ့်ရဲ့ gate number ကိုသွားရုံပါပဲ။အချိန်မီရောက်ဖို့ကတော့အရေးကြီးဆုံးပဲပေါ့။ဒါဆိုရင်ဘယ်လေးဆက်ကိုပဲရောက်ရောက်ဘလို့လောက်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားပြီဆိုတော့လေရင်ခရီးစဉ်ကိုအေးအေးဆေးဆေးနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like နဲ့ share လေးလုပ်ပေးသားကြပါအောင်နော်